တို့ညာရဲ့ပြည်သူများအားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ကျွန်တော်ရွေးဖက်ပေးမှာကတော့ဆရာတင်မောင်မြင့်ပါသာပြန်ထားတဲ့တမ်းနိလိပ်ပြာဆိုတဲ့ပါသာပြန်ဝတ်ထုရဲ့အပိုင်းစနစ်ဖြစ်ပါတယ်ခင်ဗျာခန်းစားနာစင်ပေးကြပါဦးခင်ဗျာတို့နေ့အတွက်စိတ်ဝင်စားစရာခုမှစသည် လက်စသက်သောမစ္စတာတကင်ဆန်လည်းလူတွေကလူတယောက်ပဲမဟုတ်လားအားနေချက်ဘွားကနေပေါ်လာသည်အတက်ကြီးမသူသူဖြစ်တတ်သည့်အချင်းဆက်ပြီးတိုက်ခိုက်လျင်အိုးနှင်းခွနှင်းဖြစ်ကုန်တော်မူမူချဥကိုနလဘိန်းတော့လို့ကျွန်တော်မပြောရပါလားခင်ဗျာတခုတော့ရှိပါတယ်ကျွန်တော်ကအမျက်ခွန်ဥပဒေကိုစောက်ချပြီးလေ့လာထားတော့အခွန်စည်းကြမှုနဲ့ပတ်သက်လာရင်ဥထက်နားလဲပါလိမ့်မယ်အဲကျန်တဲ့ဥပဒေတွေမှာတော့ဥကိုကျွန်တော်ဘယ်လိုက်မိပါမလဲခင်ဗျာဟေ့ မင်းပြောတာငါလုံးဝလည်းမခံနိုင်ဘူး။အောင်းပါ။မလောက်လေးမလောက်စားရှေ့နေပေါ့စားငါ့ကိုကာပြန်ပြီးငါရဲ့တက်လေးပါလေးနဲ့။ကဲ။မင်းဆိုမင်းတက်သေးပြနိုင်ပြ။မပြနိုင်ပြန်ရုပ်သေး။မစ္စတာကလေးတန်ကတောင်းမှန်တိုးရှို့လေတဲ့ဖြင့်ကဲပါတိုးနေရဲ့။မစ္စစ်အန်လင်ရဲ့ဘန်နာရေးချင်တွေကိုမင်းဘယ်နည်းနဲ့အကူအညီပေးနိုင်မှာလဲ။အဲ့ဒါပြောစမ်းပါ။ဟာဘယ်ဖြစ်မလဲ။ကျွန်တော်ပြောလိုက်ရင်ကျွန်တော်ယူဆဟာသူ့ယူဆဖြစ်သွားပြီ။အဖွားကြီးနာပေါက်သွားမှာပေါ့။ ဒါမျိုးတော့ဘယ်ဖြစ်နိုင်ခံမှန်းတော့ပဲဗျာကိစ္စမရှိပါဘူးမစ္စတာဒီကင်ဆင်ကျွန်တော်ကိုတရားစွဲပါစေတယ်ရုံးတော်ကြမှာကျွန်တော်လျှောက်လဲချက်ထဲမှာထည့်ပြီးတော့ရှင်းပြပါမယ်ဟာဒုက္ခပါပဲအကျဲအကျဲဖြစ်ကုန်တော့မှာပဲမစ္စတာဂလေဒန်ပါဇက်ဟောင်းသားဖြစ်နေသည် မစ္စတာဒီကင်ဆင်တော့သာမြေချောင်းချောင်းထွက်လေပြီကောင်းပြီမစ္စတာဂလေဒန်တက်တယ်နော်ငါမင်းကိုစိန်ခေါ်ဟိကြားလား မစ္စတာဒကင်စင်သည်မထင်မှတ်သည့်တုံ့ပြန်တိုက်ခိုက်မှုကိုခံလိုက်ရ၍စောက်တရားများဖြစ်လျက်ရှိအချိန်မြေပါပဲခင်ဗျာတိုနီကခက်အေးပြန်ပြောလိုက်မင်းဟာလူလိန်လူညာမင်းကတစားစီဆွဲဖြဲပြမယ်သိကြသေးတာပေါ့ကွာလည်းပြန်ရှင်းမလားဟဲ့ကျွန်တော်ဘက်ကအခက်ခဲမရှိပါဘူးဒါဖြင့်ငါရုံကန်းမှစုံမယ်ဘယ်နဲ့လဲဒါလေးတခုတော့ကျွန်တော်ကန့်ခွက်ပြစေဦးရဲ့ရုံကန်းထဲမှာဦးရဲ့မှုတွေကိုလာပြီးလူယူတဲ့ပုံစံမျိုးရောက်စေမယ်ဖြစ်တော့ကျွန်တော်မလုပ်နိုင်ပါဘူး ကျွန်တော်ရုံငန်းထဲကလွဲပြီးတခြားမှာကျွန်တော်မတွေ့နိုင်ပါဘူးခင်ဗျာကလထိုင်ထားသူမီးအောင်ပေးပုံကစပြီးပညာပြခံရနိုင်သည်မဟုတ်လားဟိုးဘယ်မှာတွေ့ရတွေ့ရငါ့အတွက်အကြောင်းမဟုတ်ပါဘူးကဲမစ္စတာကလီဒန်ခင်ဗျားကိုကျေးဇူးတင်ပါတယ်လက်ပြန်အစီအစဉ်ခင်ဗျားကိုကျွန်တော်ဖုန်းဆက်မယ်ပြောပြောဆိုဆိုမစ္စတာတကစ်စင်ရုံငန်းထဲမှာခြေလှမ်းကြကြီးများဖြင့်ထွက်သွားသည်တိုနီ ပြဿနာတွေတော့တက်ကုန်တော့မှာပဲကွာမင်းပြောတာတွေဟုတ်ကောဟုတ်ရလားတိုနီရဲ့ လိုကန်ကလေးတန်ကထိတ်လန့်ပြောနေအသာနေပါဘူးဘာမှမဖြစ်စေရပါဘူးရုံငန်းစီတို့ပြန်လျှောက်လာခဲ့သည်မနေ့ပြန်ကမတိုင်မီလိုရာရီရှာရတော့မည်ရုံငန်းတကားကိုပိတ်ပြီး Mrs. Allen အတွက်ဖွင့်ထားသည့်ဖိုင်လွှဲကိုထုတ်ယူလိုက်၏နေ့လယ်ပိုင်းတွင် Mrs. Clayton ရောက်လာပြီး Mr. Dickinson ကမနေ့ပြန်မနေ့ဆယ်နာရီကိုချိန်လိုက်ကြောင်းလာပြောသည်တိုနီကောင်းကြီးလိုက်၏သူလေးလာဖတ်မှတ်ချိန်နဲ့နဲ့များနေအောင် Mr. Dickinson လောက်တော့ပြီမဟုတ်ချာညနေ၄နာရီခွဲတွင် Mrs. Warden ဖုန်းဆက်သည် မမကာရီအတန်းလေးမှာဆဲလို့ရှာမဖြစ်တော့ရင်နေတုန်နီဂရစ်ရှပန်ခုပဲဖုံးဆက်တယ်တိလားမင်းပြန်မင်းနဲ့တကစ်စင်တို့ပွဲကြီးပွဲကောင်းဆိုမင်းအားလုံးစနေဖြစ်ရလားယဟုတ်ကဲ့အားလုံးစနေပါပဲတုန်နီမှန်တိုင်းပြောလိုက်ချင်းဖြစ်ကိုကသူ့ဘာကိုချားရမည်ဖြစ်မျိုးနဲ့ကြုံရင်ဘယ်သူအသိမဖြစ်ပဲရှိပါမလဲဂရစ်ကသူ့လဲလာမလို့တယ်လေသူရန်ကိုစိတ်ဝင်စားနေတယ်ဒါပေမဲ့သူ့စီကကိုညင်ရမယ်တော့မတွက်နဲ့နော် သူဟာအောင်းနိုင်သူကိုသာလက်ခုပ်တီးအားပေးတတ်တဲ့မိကလေးသူ့မချစ်မိစေနဲ့တော့တွနီအလောင်းကောင်ဘွားရောက်မှတော့ဘသူ့ကိုမှမချစ်နိုင်တော့ပါဘူးမမကာရယ်ဟုစိတ်ထဲမှာကြိတ်ပြောလိုက်မိသေးသည်ကျွန်တော်ကောင်းထဲမှာအချစ်ကိစ္စတွေမဝင်နိုင်တော့အောင်တခြားစဉ်းစားစရာတွေနဲ့ပြည့်နေပါတယ်ခင်ဗျာကိုမင်းအတွက်အမျက်စွတောင်းပေးနေပါတယ်ကွယ်မင်းကလေးကံကောင်းပါစေတယ်လီဖုန်းချပြီးလှုပ်ဆွဲရင်းပြန်ထိုင်သည်ညစာကိုပြေးလွှားထွက်စားပြီးရုံးသို့ပြန်လာသည်နိုင်ပေါင်းများစွာကြာသွားပြီးစောက်တရံများဖြစ်လာ၏ Mrs. Ellen Pine ကိုဖင်ပြန်ကောင်းမြန်လေ့လာပြီးဘာမှမမဲရမြမရှိသေးရှိရမည်ရှိကိုရှိရမည်ဒီဖွားကြီးတွေငွေရောပေါက်တွေပိတ်ပေးဖို့နီလန်းတွေရှိရမည်အမျက်ခွန်ဥပဒေကိုရှင်းနေတော်တော်များများမလေ့လာကြသို့သဖြင့်ကုန်တယ်မှုနဲ့မွေထင်းလုပ်ငန်းများများတွင်စက်စားသည့်တက်ကင်စင်နဲ့ဒါဝစ်တို့လိုရှင်းနေမျိုးတွေပို၍ဒုံးဝေးတတ်ကြသည်စလုံးပရိဆက်လိုအချက်လက်တွေကိုတစ်ခုနှစ်တစ်ခုလိုက်လံဆက်ဟပ်သည်မြင်များတတရောမွေသည် မျက်ကွန်ပုံစံမျိုးမျိုးကိုတစ်ခုနဲ့တစ်ခုတွဲကြည့်ပြီးအကျိုးအပြစ်ကိုစမ်းစစ်သည်။တင်းပယ်ပြေးမလဲတွေ့ပြီ။ဒီလိုရှင်တွဲလေးလာမိသည့်အခါတွင်မှဘွားကနေပေါ်လာခြင်းဖြစ်ဟိုးဝေးတောင်ထိပ်ပေါ်မှာမိုးသားတွေလေတဲ့လွင့်ပါသွားသည်ကိုစောင့်ကြည့်နေရသလိုပင်အဖြေသည်သူ့နေရာတွင်သူတစ္ဆာရှိရှိတည်နေလှလှပါပါခန့်ခန့်ထက်တယ်။ပင်မလာပြီ။ပြင်းနှုတ်နေခြင်းမရလိုက်။အန်ဆွဲတဲ့ကိုစာရွက်တွေစာရန်တွေရောထွေပြီးထည့်လိုက်သည်။ ရုံးခန်းထဲမှာထွက်လာသည့်ခြေလမ်းများမှာတိုင်းစာမရှိသည့်နာဂတ်တကာပွင့်နေပြီကိုမြင်ထားသူ၏ခြေလမ်းများနောက်တနည်းမနဲ့9နာရီတွင်ရုံးခန်းသို့ရောက်သည်ဆွေးနွေးပွဲအတွက်ပြင်ဆင်သည်ပရင်စတန်တွင်ချိန်မှဆင်းခဲ့စဉ်ကမစ္စတာဒကင်စင်းအမူအရာတွေကိုသေစိတ်ပြန်မှတ်မိနေ၏ကလထိုင်တွေကိုတိတိကျကျစီချထားလိုက်မစ္စတာကလီတန်အတွက်ထိုင်လာလျင်ဤကနေနေဝင်သွားသည့်ဆူပါကလထိုင်ကိုရွေးပေးသည်အနောက်ရှေ့ပင်ရန်ရုတ်တရက်ထဖို့မလဲတော့တရေကူရှင်နှင့်လက်တန်းကလထိုင်နှလုံးကမစ္စစ်အယ်လီနှင့်ဂရိတ်ရှစ်ပန်တို့ တတောင်တတလည်းထိုင်ရမည်ဖြက်ဖြက်လက်လက်မမတ်ထိုင်လို့လည်းအဆင်ပြေသည်မစ္စတာတီကစ်စင်အတွက်တော့တတောင်ကလည်းထိုင်တဲ့လုံကိုအလင်းရောင်နဲ့ဓာတ်ရိုက်မျက်နှာချင်းဆိုင်ရမည်နေရာတွင်ရွေးချယ်ထားပေးသည်ဆန်နိုင်မထိုးခင်ကလေးတွင် မစ္စတာကလေတန်ရောက်လာပြီးအခန်းကိုရှောက်ကြည့်သည်တိုနီကအသာခေါ်ပြီးဤဆက်ညံ့ညောသည့်ကလေတန်ကြီးတွင် ဝင်ထိုင်စေလိုက်သည်အဲဝတ်ကြည်ပြန်စွာစကားဆိုသည်အဲ့တယ်များရောက်လာပြီးဖြစ်ကြောင်းအဲဂျိုစေးမကလေးကသတင်းလာပို့သည်တိုနီထွက်ကြသည်မစ္စစ်အဲလင်ကတိုနီလက်မောင်းကိုပုတ်ပြီး အဖွားတွေမင်းနီးလန်းတွေစဉ်းစားပြတာမဟုတ်လားယင်ဟုရောက်မဆိုင်မိသည် Mrs. Ellen နောက်မှမချစ်မိစေဖို့သတိထားရမည့်မိကလေးပါလာသည်ရုပ်ကလေးနဲ့မလိုက်အောင်အေးဆက်ဆက်နိုင်မည်ပုံ Gracie နောက်မှ Mr. Dickinson တိုနီကိုလှမ်းကြည့်သည့်မျက်လုံးများကမီးဝင်းတောက်လျက်အမျက်ကိုပြင်မထွက်အောင်ထိန်းနိုင်ခြင်းမရှိတော့စီစဉ်ထားသည့်အတိုင်းဖြစ်အောင်တိုနီကဂူတဆိုင်နေရာချပစ်လိုက်၏ Mr. Dickinson ကရောက်မဆိုင်တိုနီ ဒီအချိန်နဲ့ထိဖြစ်ဖို့မသိတဲ့အကြောင်းမင်းဝင်ခံဖို့ကောင်းပြီတခါလေကြတော့လူငယ်ပြီပြီတက်ကြွမှုဟာလွဲသွားတတ်တယ်သူရတန်းကရက်လိုက်ကြရင် ကောင်းပါတယ်ကွာလိုကန်ကလေတန်ကဆိုဖာကလထန်ကြီးထဲမှာရှေ့သို့ကမ်းပြီးစုံတစ်ခုပြောဖို့ကြိုးစား၏တိုးတော့နောက်ကျသွားပြီတိုနီကခက်တက်တက်တုံ့ပြန်လိုက်သည်ခက်ရှင်ရှင်လေးတန်းဖြင့်ဦးကရှုံးပြီးတယ်လို့ကျွန်တော်ယူဆရမလားခမညာမင်းတိတ်ခါရှိရှိနဲ့နောက်ဆုံးနေအောင်ငါအခွင့်အရေးပေးနေတာပါကွာအဲ့ဒီဆွေးနွေးပွဲကိုဖိတ်ခေါ်တာဦးပါ ဒီစကားစစ်ထိုးဘက်ကိုစိန်ခေါ်လာလဲဥပါ Mrs. Allen တို့ကိုလည်းဥခေါ်လာတယ်ဆိုတော့ကျွန်တော်မှနောက်ထပ်စုပ်စရာမရှိတော့ပါဘူးခင်ဗျာစကလုံးတွေနဲ့ကလပန်ထိုးမနေပါနဲ့တော့ကွာဒီအဆင့်တည်းရူးမိုင်းမိုင်း Miss Zook ကောင်းမှလာတဲ့ရွေချက်ကိုသာပြောပြဒါမှမဟုတ်ကျွန်တော်အားချောင်မိတာပါလို့ဝန်ခံလိုက်ပါဦးကျွန်တော်ကိုစိန်ခေါ်တဲ့ကိစ္စကို Mrs. Allen ရှင်းမှအတိအကျပြောပါလားခင်ဗျာအတိတ်ပဲမရှိမင်းမီရှူမီပန်လှတ်တဲ့ကိစ္စကို Mrs. Allen သိပြီးပါပြီကွာတိုနီခဲအေးပြန်ချည်သည် ဒါလေးတော့ကျွန်တော်ညင်းပြရစေကျွန်တော်မီရှူမီပန်လှတ်တာမဟုတ်ပါဘူး Mrs. Alien ငွေတွေကိုကာကွယ်စောင့်ရှောက်ဖို့နီလန်နောက်ထပ်မရှာနိုင်တော့ပါဘူးဆိုတဲ့ဝန်ခံချက်ဥကကျွန်တော်ကိုရေးခိုင်းတယ်ကျွန်တော်ကတောင်းညင်းတယ်ဟုတ်ကဲ့ခင်ဗျာကျွန်တော်ညင်းရပါတယ်ဘာဖြစ်လို့လဲဆိုတော့ဥပြောတဲ့အတိုင်းရေးပေးလိုက်ရင်လင်းလျာရောက်မှာမို့ပါကဲတက်သိပြငါတောင်းဆိုတာဒါပဲอืมဟုတ်ပြီဟုတ်ပြီတို့များကြားရပါရစေကွယ် Mrs. Alien ကအာသက်တရောဝင်ပြောသည် ဒေါ်နီကအဖွားကြီးကိုကြည့်ပြီးပြုံးပြလိုက်။တပြိုင်နက်တည်းတွင် Great Shipping ကိုသတိထားလိုက်မိ။စက်တီရှိလာသည်။ခရယိုးကလေးဝတ်ဆင်ထားသည်။အပြာရင်အောင်ဝတ်စုံကိုစင်မြန်းလျက်အုတ်ထုတ်တွင်ဖဲချိုးဖြူကိုလက်ပြပုံကလေးချိုးပြီးစီးထား၏။လက်ဖြူဆွတ်ထားသည့်လက်နှစ်ဖက်ကိုပေါင်ပေါင်တင်လျက်တပြင်းတစ်ချက်ချလိုက်။မိမိတင်သည့်သွေးခေါ်ကိုပရိသတ်ကထင်ကြည့်လေးစားဖို့လိုသည်။ရှင်းနေတယောက်ဖို့သွေးခေါ်မှလွယ်၍ရောင်းစားစရာဘာမှမရှိ။ရှင်းနေနောက်မှစကလုံးတွေကလွယ်တကူထွက်လာရင်း ပိတ်သက်ကထင်မြင်တတ်ကြ။ထို့ကြောင့်တိုနီစကလုံးရွေးပြီးအခွန်ဥပဒေဖွင့်ဆိုချက်တွေကိုရှင်းပြနေသည်။မစ္စတာတကင်စင်နီတက်သားကလပ်ထိုင်တွင်မတက်မတာထိုင်ရင်းကိုကိုတစ်ချက်တွန့်လိုက်၏။အဲ့ဒီပို့ချချက်တွေမောင်းရင်ရွတ်နေရုံနဲ့ဘသူငွေကိုမှအကောက်ွေးပေးနိုင်မှာမဟုတ်ဘူးဟုပြောလိုက်၏။ကျွန်တော်ကမျက်ခွန်ပြဿနာကိုဘလောက်ရှုပ်ထွေးတယ်ဆိုတာ Mrs. Ellen နားလည်အောင်ရှင်းပြနေတာပါဘူး။ Mrs. Alien ငွေတွေမနစ်နာစေဖို့ကျွန်တော်ညွှန်ပြမယ်လမ်းကြောင်းဟာလွယ်လွယ်ကူကူနဲ့မြင်နိုင်တဲ့လမ်းကြောင်းမဟုတ်ဘူးဆိုတာသိစေချင်လို့ပါ။ ဒါကိုဦးလဲသဘောပေါက်မှာပါ။ငါ့ကိုဆွဲထည့်မနေပါနဲ့တွန်နီ။ပြောမှဆက်ပြောပါ။အခု Mrs. Alien ဘန်နာရဲ့ကိစ္စဟာအလွန်အင်မတန်ကြီးမားပါတယ်။အဲ့လိုများပြားလုံးတဲ့ငွေတွေကိုလင်းနဲ့ရှုပ်ထွေးလုံးတဲ့အမျက်ခွန်ဥတွေတွေနဲ့ချီနှောင်ထားခြင်းခံနေရတယ်။ဒီဥတွေတွေနဲ့ကျွန်တော်တို့မျက်ကန်းတစ်စီမကြောင်းနှပန်းတက်လို့မရပါဘူး။ကိုယ့်ဘက်ကအမြင်နိုင်ရမယ်လို့လည်းတတ်ထားလို့မရပါဘူး။ဒီနေရာမှာ ကျွန်တော်တို့ဂျူဒိုနီကိုအသုံးပြုရပါမယ်။တဖက်သားရဲ့တိုက်စစ်ကိုသူ့ဘက်ပြန်လှည့်ပေးရပါမယ်။ မစ္စတာဒီကင်ဆင်ကြားဝင်ပြန်သည်ဒုက္ခပါပဲမစ္စစ်အယ်လင်ကိုကျွန်တော်ခေါ်လာတာမှားပြီထင်ပါတယ်ဒီငယ်ဘာတွေရှောက်ပြောနေတာပါလိကိစ္စမရှိပါဘူးမစ္စတာဒီကင်ဆင်ကျမအတွက်ဘာမှမပူပါနဲ့မစ္စစ်အယ်လင်ရဲ့မျက်လုံးတွေကတစ်ဖြက်ဖြက်တောက်ပနေမြွကြနေ Grace ရှိပန်၏နှခမ်းတောင်းရင်းအပြုံးကြီးကလေးလက်သွားသည်တင်းငင်ရှင်းတန်သည့်အလှပိုင်ရှင်ဖြစ်ရှီအောင်ရွချင်းကားများတဲ့တွင်တွေ့ရသည့်အလှမျိုးဒီအလှမျိုးကိုလူချို့ကတော့ကိုးကွယ်တတ်ကြ၏ တိုနီကမှဂရစ်ရှစ်ပန်ကိုသွေးအေးတရာမာလေးတကောင်ဖြစ်တာမြည်စကားပြန်ဆက်လိုက်အားလုံးကိုကျွန်တော်နားလေစေချင်တာကတော့တခြားမဟုတ်ပါဘူး Mrs. Alien ကိစ္စကိုကျွန်တော်အများပြည်သူသိထားတော့ပဲသိပါတယ်ဥပမာ Mrs. Alien ဟာ Alien ရင်းနှံကုမ္ပဏီမှာအစုရှယ်ယာတန်ဖိုးဒေါ်လာတန်90လောက်ပိုင်တယ်လို့အများကနားလဲပါတယ်တကယ်ကဒါတဲ့ပုံရှင်လဲပို့ပါလိမ့်မယ်ရော့ရင်လဲရော့ပါလိမ့်မယ်တက်တန်းကလေထိုင်ပေါ်ရင် Mr. Dickinson တရားအနေနဲ့ထိထိုင်မှသာဖြစ်နေတယ် မျက်မှောင်ကုပ်ပြီးနေသားကြဖြစ်အောင်အမျိုးမျိုးပြင်ထိုင်နေခြေနေကိုတဖြည်းဖြည်းစိတ်ပူစားပြုလာပြီမစ္စစ်အယ်လင်ဟာဟာဘာဖို့မှာနေပါတယ်ပုဂလိကပိုင်းဒေသနာပစ္စည်းခွန်စည်းချက်မှုဥပဒေအရ ဝင်ငွေတဒေါ်လာကိုဒသမ3.34ဒေါ်လာအခွန်ဆောင်ရပါတယ်။ Alien and Company စုရှယ်ယာတန်း90အတွက် Mrs. Alien ဟာတစ်နှစ်ကိုဒေါ်လာ2သိန်းပေးနေရပါတယ်။ Mr. Dickinson ကဖြတ်ပြောသည်။ "Oh, ဒီကိန်းကနန်းတွေကိုရေးကြီးခွင့်ရလုပ်ပြီးပုံကြီးချဲ့မနေစမ်းပါနဲ့ကွာ။ကျွန်တော်အတွက်တော့ကိန်းကနန်းတွေဟာတိတ်ကိုရေးကြီးပါတယ်ဦး။ကျွန်တော်အမြင်မှာ Mrs. Allen ဟာတစ်နှစ်ကိုဒေါ်လာ3သိန်းပေးနေဖို့မလိုပါဘူးခင်ဗျာ။အိုးသာဝရဘုရားသခင် ဖွာကြီးပစတဖျားတာပြီးပစက်ဟောင်းသားဖြစ်သွားသည်မစ္စတာတကင်စင်ဝင်ပြောပြန်သည်ပေးရမှာပေါ့ကွာဒါဥပဒေပဲဟာတိုနီဆက်ရှင်သည်မစ္စစ်အလင်ဟာ General Electric Company ရဲ့အစုရှယ်ယာတွေလည်းပိုင်ထားတယ်လို့ကျွန်တော်သိရပါတယ်အဲ့ဒီရှယ်ယာတွေတော်တော်ခွေးတင်ကပြောတဲ့ဒေသနာပုဂ္ဂလိကပိုင်းပစ္စည်းကိုမပေးရပါဘူးမင်းဟာမစ္စစ်အလင်ကိစ္စတွေကိုဘာမှလည်းမသိဘဲနဲ့ကွာ General Electric ပိုင်တဲ့ပစ္စည်းတွေဟာ Pennsylvania မှာကွာ ဒီမှာလာလို့တဲ့အတွက်သူတို့ကုမ္ပဏီကိုနိုင်ငံကုမ္ပဏီလို့ပင်ဆယ်ဗေးနီးယားဥပဒေအရကောက်တာကွဒီတော့ဒီကုမ္ပဏီရဲ့အစုရှယ်ယာဟာဒေတန္တရပုဂ္ဂလိကပစ္စည်းခွန်ပေးဖို့မလိုဘူးကွအယ်လီယန်လန်ကုမ္ပဏီဟာနယူးဂျာစီမှာဖွဲ့စည်းတဲ့ကုမ္ပဏီကွမင်းအဲ့ဒါကိုမသိသေးဘူးမဟုတ်လားဒီမှာလည်းအလုံးမလုပ်ဘူးဒီမှာအခွန်ဆောင်ဖို့လည်းမလိုဘူးအတိတ်ဘယ်ကပင်ဆယ်ဗေးနီးယားနယ်သားတယောက်ဟာပင်ဆယ်ဗေးနီးယားအစုရှယ်ယာလက်ဝယ်ရှိမှဒေတန္တရပုဂ္ဂလိကပစ္စည်းခွန်ဆောင်ရတာကိုလူရဲ့မှန်ပါတယ်ခင်ဗျာ ကျွန်တော်တို့အဲ့အရာတွေကိုပြုပြင်ပြောင်းလဲလို့ရမြန်ကြည့်အောင်ဂျေယာသာအယ်လင်ကုမ္ပဏီဆိုတော့ဦးချဦးပါဒလားမစ္စတာတကင်ဆင်ချွေးပြန်စားပြုလာပြီမီလီယံကိုတော့သူမမြင်ရသေးသို့တော့အပူရှင်ကိုခံစားနေရပြီဆက်လို့ရှားစွာဖြစ်ဤอืมကြားဘူးသားပဲဂျေယာသာအယ်လင်ကုမ္ပဏီဟာပင်ဆယ်ဗေးနီးယားမှာလုပ်လုပ်တယ်စီတင်ကားကြီးတွေနဲ့ဓာတ်ဆီဆိုင်တွေပိုင်တဲ့ကုမ္ပဏီပဲအယ်လင်နန်ကုမ္ပဏီကနေပြီးရေနံနဲ့တက်ငွေကိုဝယ်တယ်ဒါပေမဲ့ဂျေယာသာအယ်လင်ဟာအယ်လင်နန်ကုမ္ပဏီရဲ့အစိတ်ပိုင်းတစ်ခုမဟုတ်ဘူး ဒါပေမဲ့ Alien and Company ကအဲ့ဒီ Jada Alien ရဲ့ suit share တွေကိုအများဆုံးပိုင်တယ်လေ။ပိုင်တာပါဖြစ်လေ။ company ချင်းကတခြားစီပဲ။ဟုတ်ကဲ့ပါဦး။တခြားစီပါ။ဒါပေမဲ့ဆက်ဆက်မှုကအများကြီးလေ။ Alien and Company ကအားလုံးဥဆောင်လမ်းပြလုံပေးနေတာပဲ။ဒီတော့ Jada Alien Company ကို Alien and ကလက်လွှဲယူလိုက်ဖို့ဘာမှခက်မယ်မဟုတ်ပါဘူးခင်ဗျာ။အဲ့ဒီခါမှာ Alien and Company ဟာ Jada Alien and Company ပေးဆောင်နေရတဲ့ Pennsylvania အခွန်ကိုအချိုးကျတာကြားခံရပါတော့မယ်။ အထိပယ်ကတော့အိတ်တိတ်ထဲကထုတ်ပေးနေကြ ው အိနှစ်ဖက်ထဲကနှိုက်ပေးတဲ့သဘောပါပဲအဲ့ဒီနီးနဲ့ Mrs. Allen ကိုတစ်နှစ်ကိုဒေါ်လာ2သိန်းသက်သာနိုင်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ Allen ရင်းနှံကုမ္ပဏီပိုင်အစုရှယ်ယာတွေအတွက်အမျက်ကုန်ပေးဖို့မလိုတော့တဲ့အတွက်ပါပဲ Mr. Dickinson အင်ဂျင်ပြက်လောက်အောင်လှုပ်လှုပ်ရှားရှားဖြစ်သွားသည်မိမိဘက်မှလုံလောက်သည့်ဖြစ်ရှင်းချက်ထုတ်ပေးရတော့မည်တော်တော်ခိုင်မာမှာပြဆိုစရာမမြင်နိုင်လောက်အောင်ဖြစ်နေပြီသူပြင်ခုံထားလိုက်သည် Mrs. Allen ခင်ဗျာဒါအသက်အသက်ဒိဗယ်မရှိသင်ပြချက်ဖြစ်ပါတယ် သူပြောတဲ့အတိုင်းဖြစ်နိုင်ရင် Alien and Company ဖွဲ့ကအရင်ကြံပေးမှာပေါ့မဟုတ်ဘူးလားခင်ဗျာတိုနီကကြားဖြတ်၍သူတို့ဘယ်တော့မှစဉ်းစားမိမှာမဟုတ်ဘူး Mrs. Alien နှစ်တိုင်းငွေတွေဆုံးရှုံးနေတာသူတို့ပူမှာမဟုတ်တာ Mrs. Alien အသက်ပင်မရှိသွားပဲစကားဆိုသည်ကျမတို့ဘာမှနားမလဲတော့ဘူးဒါပေမဲ့အခွန်ငွေတွေမပေးရတော့ဘူးဆိုရင်တော့ဒါတွေဝမ်းသာစရာဘယ်မှာရှိတော့မလဲကွယ်တစ်ဆက်ထဲတွင် မြေလုံးသူပဲလှည့်၍သမီးနားလေလာရင်ဟိုမေးဒီခါဂရိတ်ရှစ်ပန်ပြပြပြောပြုံးသည် ဟုတ်ကဲ့ဖော်ပါရှင်းရှင်းလေးပါမစ္စတာလော်ရန့်စ်ကပင်ဆယ်ဗေးနီးယားပြည်နယ်ခွန်ဆောင်ပြီးဒေသနာပုဂ္ဂလိကပိုင်းပစ္စည်းခုံကိုလက်လုံးချချောင်းလိုက်တာပါဖော်ပါတကယ်ပဲတစ်နှစ်ကိုဒေါ်လာ2သိန်းသက်တော်သွားပြီလေအလိုအံ့ဩစရာပါလားကွယ်ရူမစ္စစ်အလင်ပစက်ဟောင်းသားဖြစ်နေမစ္စတာတကင်စင်ကတင်းဝင်၍မစ္စစ်အလင်ကျွန်တော်ပြောတာနားထောင်ပါဦးဗျာဒီတငယ်တင်ပြတဲ့အတိုင်းဖြစ်နိုင်တယ်ထားပါဦးတကင်စင်နဲ့ဒါဝိစာမစ္စစ်အလင်ပေါ်မှာပစ္စလက်ခတ်လုပ်တယ်လို့မယူဆစေချင်ပါဘူး ကျွန်တော်တို့အသက်နိုင်ဆုံးကြိုးစားခဲ့ပါတယ်။အပြင်လူတယောက်စီကကြက်ကန်းဆန်ဟုတ်တို့ကြံညာမျိုးဟာအမြဲတမ်းရနိုင်တဲ့ကိစ္စမျိုးမဟုတ်ပါဘူးခင်ဗျာ။အဲ့ဒီတော်တော်ကျွန်တော်တို့ကိုမပစ်ပယ်စေချင်ပါဘူး။အေးကျွန်မတို့ဘာလို့ရမှန်းတော့မသိတော့ပါဘူး။သမီးဘလို့သဘောရသိရင်မိကလေးမျက်နှာကတင်းငင်နေစေ။ကြောက်စရုပ်မျက်နှာရောမတမိုင်းလာနှစ်ဖျားမှတပါလူတက်ကွင်းကိုကြည့်ပြီးလက်မနှစ်ခုစလုံးကိုအောက်သို့ညွှန်၍ကွက်မျက်မိတ်ပေးမိဆဲဆဲပုံစံမျိုး နိုင်မည်မရှိသောအေးဆက်ဆက်မျက်နှာဖြင့်တတ်စီအမိတ်ပေးလိုက်သည်လားတမီးသဘောကတော့ဖွားဖွားရှိနေတယောက်အစ်စ်လဲသိမိထင်တာပဲမစ္စတာတီကင်စင်တဲ့ကြိုးစားလျင်ယူကန်ဝင်ခွင့်ရနိုင်စရာအကြောင်းရှိပါ၏တော်တော်ဒေါသအမျက်ချောင်းချောင်းထွက်လာသောအခါစိတ်ကိုမထိန်နိုင်တော့မတက်ရက်၍ဂရိရှစ်ပန်ကိုစဉ်စဉ်ကြည့်လိုက်သည်ပထမရှိနေပေါ့ဆာကကြုတ်ကိုချိန်ချောက်တယ်ခုမိတ်ကလေးကကြုတ်မှုတဲ့ကိစ္စကိုဝန်ဆက်တယ်မစ္စစ်အလင်ဘတ်ကိုလှည့်လိုက်ပြီး Mrs. Alien မြေပြောတာကိုလက်ခံမယ်ဆိုရင် Dickinson နဲ့ Davis က Alien and Company ရဲ့အကျိုးဆောင်ဖြစ်ကရုပ်သိမ်းဖို့အသင့်ပါပဲ Mrs. Alien ကခံပြင်းသည့်လေတန်းဖြင့်ကောင်းပြီလေ Grace ပြောတာထောက်ထားခိုင်လို့နေတော့ကျမလည်းဘာမှမတတ်နိုင်ဘူး Mr. Dickinson Mrs. Alien လွှဲစေခြင်းနဲ့လူကိုကျွန်တော်တို့လွှဲပေးလိုက်ပါမယ်ပြပြောဆဆခန်းထဲမှာ down တင် mountain ထွက်သွားသည်တိုနီကိုကိုကိုသတိပေးလိုက်ဤ Mr. Dickinson ကြောင့်ဆက်မစင်စားနဲ့တော့ စဉ်းစားရမှာကထထိတ်တန်တန်နေရာရတဲ့ရှေ့နေကလေးတိုနီလော်ရင်စ်အကြောင်းဒီလိုမြင်ကွင်းမျိုးကိုဖွားတွေ့ရတဲ့အတွက်ကျွန်တော်စိတ်မကောင်းပါဘူးခင်ဗျာခုချိန်ထိအဖွားကိုကျွန်တော်တရားဝင်ကြံပေးဖို့ကျွန်တော်မှခွင့်ရမရှိသေးပါဘူးအဲ့ဒီဒေါ်လာ300ကိစ္စကိုအမြန်ဆုံးကောင်တယ်ဖို့ဖို့ဖွားတစုံတယောက်ကိုတာဝန်ခံပေးတင်ပါတယ်ဒါပေါ့ကွယ်ဒါပေမဲ့အဖွားရှေ့နေသေးရှာရအောင်မယ်လीမဟုတ်ဘူးလားဆိုဖာအီကြီးထဲမှာနေပြီးလိုဂန်ကလီတန်ကအငမ်းမရပုံစံဖြင့် ဒီမဲ့ Mrs. Ellen ရှင်းရှင်းကလေးပါခင်ဗျာကျွန်တော်တို့ Mr. Lawrence ဟာရှင်းလို့လူမဟုတ်လား Grace ကအခက်အေးဖြတ်မိလိုက်သည် Mrs. Ellen က Tony ကိုပြုံးပြုံးကြီးကြည့်ပြီးဝင်ပြေးသည်ဒါဘောသမီးရဲ့မင်းဟာငယ်သေးပေမဲ့အမြော်မြင်ကြီးမားမဲ့ပုံပဲ Logan Clayton တစ်ခန်းထပြန်သည်ဟုတ်ကဲ့ပြောရရင်တော့ Lawrence ဟာ Morris Clayton Biden ရဲ့ Warden ဘွဲ့မှာတွေ့ကြုံတွေအများကြီးရတာရဲ့လူငယ်တယောက်ပါ Mrs. Ellen အဲ့ဒီတွေ့ကြုံတွေကြောင့်ပဲ Mrs. Allen ရဲ့ကိစ္စကိုအောင်အောင်မြင်မြင်ဆောင်ရွက်နိုင်တာဖြစ်ပါတယ်။ကျွန်တော်ကိုတာဝန်ပေးမယ်ဆိုရင်ဝမ်းမြောက်ကုန်ယူစွာဆောင်ရွက်ဖို့တင့်ပါပဲခင်ဗျာ။ကဲချက်ချင်းပဲစကြတာကောင်းပါတယ်။ကျွန်တော်တွင်ရင်မှုကိုခေါ်လိုက်ပါမယ်။ဘွားအနေနဲ့ Dickinson နဲ့ Davis ကိုသူတို့လက်ရှိတာဝန်တွေကျွန်တော်ကိုလွှဲပေးဖို့စာဆောင်ရေးပေးပါခင်ဗျာ။ Great Japan ကြောက်စရုံမျက်နှာတွင်ပထမဆုံးချိန်ဖြစ်အသက်ဝင်လာသည်။လူလင်ကလေးရေသည်။ရှင်ဟာလုံးဝအချိန်ဖြောက်ထွက်တဲ့လူစားမျိုးမဟုတ်ဘူးထင်တယ်။ဟုတ်လား Mr. Lawrence ။အချိန်ဟာငွေပါပဲ Mrs. Japan ။ ပြန်ပြုံးပြပြီးဖြေလိုက်ခုမှအဟောဆရာဖြစ်ကိုသွားတွေ့မိသည်မမကာရိုဘာလို့များဒီမိတ်ကလေးကိုမချစ်စေခြင်းရပါလဲတကစ်စနဲ့ဒါဝစ်တို့အတွက်စာရေးပြီးတော့တိုနီနဲ့မစ္စတာလော့ကလေတန်တို့နှစ်ယောက်အဲ့တဲ့မြေဖောက်ကိုတန်လီကားစီသို့လိုက်ပို့သည်မစ္စစ်အယ်လင်နဲ့မစ္စတာကလေတန်ကရှေ့မှရှောက်သွားသည်တိုနီနဲ့ဂရစ်ကနောက်ကဖြည်းဖြည်းချင်းလိုက်သွား၏မစ္စစ်ရှီပန်ကျွန်တော်ကိုအကူအညီအများကြီးပေးသွားတာပဲကျွန်တော်လေးစားပါတယ်ခင်ဗျာကျမကအနိုင်ရတဲ့လူဆိုရင်သဘောကျတယ်ရှင့် ်ကာရိုဝါတန်ပြောတဲ့လောက်အရှင်တော်ပါပြီတဲ့ကာရိုကအရှင်ကြောင့်တိတ်ပြောတာမစ္စစ်ဝါတန်ဟာခင်မင်ချင်းစရာကောင်းတဲ့မျိုးသမီးပါဗျာဂရိစ်ကမျက်လုံးပြာကြီးများဖြင့်တိုနီကိုငဲ့ကြည့်ပြီး ရှင်လန့်တော်မလန့်နဲ့နော်ကျမတခုမင်းမယ်သူ့ကိုရှင်ခုထိချစ်နေတော့လားအိန္ဒြေမပြည့်အောင်မနဲ့ထိန်လိုက်ရည်အတန်ကြာမှရင်နိုင်သည်အမိကအဲ့လိုပဲလူတွေကိုအရှိုက်ထိုးတတ်တယ်လားကျမစိတ်ဝင်စားတဲ့လူမျိုးနဲ့တွေ့မှာပါကျွန်တော်ဘယ်သူနဲ့မှချစ်မနေပါဘူး ဒါဆိုရင်စိတ်မစားစရာကောင်းပါဦးမလားမသိဘူး။ဒါဖြင့်ရှစ်မှာပါနှောင်ဖွဲ့မှာမရှိဘူးပေါ့။ဒါဖြင့်ကျမဘိုင်းကောင်းကြောက်ဖြစ်မိကလေးပြပြပြောမယ်။စနေနေ့ညညစာကြွေးဖို့ကျမကိုလာခေါ်လက်။ကျွန်တော်ရာဦးတဲ့ရှစ်နေကတည်းကဒါအမြင့်ဆုံးပါပဲခင်ဗျာ။ဟာဘတ်ဖို့မှာအဖွားနဲ့တူတူနေရမို့လား။ကျွန်တော်လာခေါ်မယ်လေ။တို့မြေဖွားဓာတ်လေကားတဲ့ဝင်ရောက်ပျောက်ကွယ်သွား၏။လူသွားလန်းစင်းကြံမိတွေတဝက်လောက်မှိန်သွားသည်ဟုစိတ်ထဲထင်လိုက်၏။မစ္စတာကလေတန်ကအချိန်ဖြုံးမနေတော့ပဲ တကယ့်ကိုအောင်မြင်တာပဲတိုနီဒါပေမဲ့မင်းခုမှအခွင့်အရေးမျိုးရတာဒုဖွဲ့ရဲ့အရှင်ဝါကြောင့်ဆိုတာမင်းသဘောပေါက်မယ်ထင်ပါတယ်ဟုတ်ကဲ့ခင်ဗျာကျွန်တော်သဘောပေါက်ပါတယ်ကျွန်တော်လုပ်ငန်းပေါ်ကျင်းမဲ့တစ္ဆာရှိပါမယ်ဆိုတာယုံကြည်စေလိုပါတယ်မစ္စတာကလီဒန်ကြားလို့ဒီမှာဒါပဲဖြစ်သည်မင်းတွေတို့တင့်တော်ရဲ့ယုံငန်းကိုပြောင်းပေးပါမယ်အဖွဲ့ရဲ့တာဝန်ခံရှေ့နေကြီးတွေထဲမှာမင်းနာမည်ထပ်တိုးပေးဖို့ငါပြောမယ်သူတို့လက်ခံကြမှာပါအဲ့ဒီလိုရှေ့တန်းရောက်လာရင်တော့မင်းခုယုံငန်းနဲ့မကိုက်တော့ဘူးကွာ စာရေးစက်ကိုခေါင်းစည်းဝက်ဘက်တွင်မိမိနာမည်ရောက်လာတော့မှာပါလားကျေးဇူးတင်ပါတယ်ခင်ဗျာအေယာမတန်းကျွတ်တထေးမကြီးရှေ့နေဖြစ်ပြီးမော်ရစ်ကလေဒန်ဘီတန်နဲ့ဝါတန်နဲ့ပစ္စမမြောက်ဝိုင်းရှေ့နေဖြစ်အတိမတ်ပြုတ်ခံရပြီးဂရစ်ဂျပန်နဲ့တူညသာစားမိဘာလို့သေးလဲနောက်တစ်ပတ်ကြာရင် မျောလင့်သည့်စာဆောင်ရသည်တန်ယောခါကအလွန်ကျွမ်းတွင် ရှိခဲ့လာသည့်လက်ရည်ကလေးချစ်စွာသောတိုနီဒီစာလွန်လည်ပြီးသောတဲ့ရဲ့အတန်တန်မှာတိုနီရဲ့ခွေးမကလေးတို့ရဲ့တည်တန်းစာကိစ္စကိုခုပဲကြားပါရယ် ဖေဖေကိုရာဇဝင်ကျွေးဆက်လိုက်နိုင်တာပါနော်ချီးကျူးပါတယ်တိုနီရေချီးကျူးပါတယ်တစ္ဆာရှိစွာဖြင့်ဂျွန်ဒီကင်ဆင်ဟင်နရီဟုတ်ကဲ့ပါခင်ဗျာဒီနေ့ကျွန်တော်ရပ်ဖတ်ပေးခဲ့တာကတော့ဆရာတင်မောင်မြင့်ဘာသာပြန်ထားတယ်တမ်းမီလိပ်ပြာဆိုတဲ့ဘာသာပြန်ဝတ္ထုရဲ့ ပိုင်းစနစ်ဖြစ်ပါတယ်ခင်ဗျာ။နောက်လာမယ့်ပိုင်း73ကိုဆက်လက်ဆောင်မြောနှาศင်ပေးကြပါအောင်ခင်ဗျာ။တို့ညာရဲ့ပြည်သမားအားလုံးပဲစိတ်ချမ်းသာကုကြမ်းမှာရှိကြပါစေခင်ဗျာ။